is Radio Free Asia. The following program is in Burmese. တော်တဲ့ရှင်များမင်္ဂလာပောင်းနဲ့ပြည့်စုံကြပါစေရှင်။လွတ်လပ်တဲ့အာရှအသံ RFA ရဲ့အစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျွန်မကခင်ခင်ဤပါရှင်။ အစီအစဉ်မှာထူးခြားတဲ့သတင်းတွေနဲ့အတူကျွန်တော်တို့ခလာ98တဲ့ဝင်သွားတော့အဲ့ဒီနောက်ပိုင်းစပြီးကျွန်တော်လည်းအမှကျွန်တော်တို့အရင်ရောက်နေတဲ့မဲပေါက်တွေဆိုတဲ့လူတွေရောအဲ့ဒီနောက်မှတီးလိုက်ရတာပေါ်တာဆွဲခံရတဲ့လူတွေနဲ့စတွေ့တော့မှသူတို့ကလည်းကျွန်တော်ရဲ့ဖြစ်ရမှာမေးကြတာပေါ့ဒါကပလေတော့ကြာမှာကျွန်တော်ကစစ်တဲကိုရောက်သွားပြီဆိုတော့တီးလိုက်ရတယ်အရမစစ်သားစုဆောင်ခံလန်းရသူတဦးရဲ့ဘဝအကြောင်းကိုကြားပါပါအခုရင်ဆုံးတော့သတင်းတွေကိုတင်ပြပေးပါမယ်ရှင် 2025ခုနှစ်ဧပြီလ14ရက်နေ့မှာမြန်မာနဲ့ထိုင်းနိုင်ငံမှာငလျင်တွေစက်တိုက်လှုပ်ခဲ့ပြီးပြင်းအား9.3အထိရှိခဲ့တယ်လို့ထိုင်းမိုးလေဝသဌာနကထုတ်ပြန်ပါတယ်။ဧပြီလ14ရက်နေ့မနက်3:00မိနစ်မှာမြန်မာနိုင်ငံကိုဗဟိုပြုပြီးပြင်းအား9.3အဆင့်ရှိတဲ့မြေငလျင်အနက်10ကီလိုမီတာကလှုပ်ခတ်သွားခဲ့တယ်လို့ နေ့လယ်၁၂နာရီ၄မိနစ်မှာပြင်းအား၁တပ်မှ၄အနက်၁ကီလိုမီတာရှိတဲ့မြေငလျင်ထိုင်းနိုင်ငံချင်းမိုင်ဖရာအူခရိုင်ကိုဗဟိုပြုလှုပ်ခတ်သွားခဲ့တယ်လို့ဆိုပါတယ်အနာပိုင်တွေကအခြေအနေကိုအနီးကပ်စောင့်ကြည့်နေပြီးကြီးကြီးမားမားထိခိုက်ဒဏ်ရာရမှုမရှိသေးဘူးလို့သတင်းကဖော်ပြပါဗျာ။ မြန်မာနိုင်ငံကငလျင်တန်တင့်ပြည်သူတွေကိုကူညီထောက်ပံ့ဖို့အတွက်တောင်ကိုရီးယားနိုင်ငံကပထမဆုံးလူသားချင်းစာနာမှုအကူအညီတွေကို ပေးပို့ခဲ့ပါတယ်။ရွက်ပြင်းတဲ့900စောင်း8000နဲ့ရေတန့်ဘူး4000ကန့်တန်ဖိုးအားဖြင့် American Dollar 3,500ဘူးပါဝင်တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနက April 14ရက်နေ့ကထုတ်ပြန်ပါတယ်။ တဘာဝဘေးကြရောက်ပြီးပြီးချင်းအပြည်ပြည်ဆိုင်ရာချက်ချင်းဒီကော်မတီ ICRC ကိုပေးအပ်ထားပြီးဖြစ်တဲ့ဒေါ်လာ2သန်းပြင်တောင်ကိုရီးယားဆူရကဒေါ်လာ2သန်းကျော်ဖို့တန်ဖိုးရှိတဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုထပ်မံပေးဖို့စီစဉ်နေတယ်လို့ဆိုပါတယ်ရှင်။ စကိုင်းတိုင်းကနီမြို့နယ်မူတော်ရွာတမင်ချန်နယ်စုလေကုန်းရွာတွေကိုတကြံ့ကြနေ့ဧပြီလ14ရက်နေ့မနက်7:00နာရီဝန်းကျင်မှာစစ်ကောင်စီကဝိုင်းစနစ်လေရင်နဲ့73ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့လို့ကိုရင်နှစ်ပါးပြန်လုံတော်မူပြီးနောက်ထပ်နှစ်ပါးဒဏ်ရာရခဲ့တယ်လို့မူတော်ရွာကအမျိုးသမီးတဦးလည်းဒဏ်ရာရခဲ့ပါတယ် အင်းတော်မြို့နယ်ပိန်နေကုန်းရွာဖုန်ကြီးကျောင်းလဲဧပြီလ14ရက်နေ့မနက်7:00နာရီဝန်းကျင်မှာဘုံကျဲတိုက်ခိုက်ခံရပြီးလူနှစ်ဦးထဏ်ရာရသွားတယ်လို့ဒေသခံတွေကပြောပါတယ်။မန္တလေးတိုင်းတပိတ်ကြီးမြို့နယ်ချောင်းကြီးရွာလဲဧပြီလ13ရက်နေ့ည7:00နာရီဝန်းကျင်မှာဘုံကျဲတိုက်ခိုက်ခံရပြီးအမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးသေဆုံးပြီးနောက်ထပ်7ဦးဒဏ်ရာရခဲ့ပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကို RFA ကဆက်သွယ်ခဲ့ပေမဲ့ ဖုံးလက်ခံဖြစ်ဆိုတာမရှိပါဘူးရှင်။အာဆီယံကောင်းဆောင်တွေဟာအခုသတင်းပတ်အတွင်းထိုင်းနိုင်ငံမှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့ရှာရှာပါပါတွေ့ဆုံမှာဖြစ်ပြီးမြန်မာပြည်တွင်းစစ်နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စတွေကိုဆွေးနွေးမှာဖြစ်တယ်လို့ The Straits Times သတင်းကဖော်ပြပါဗျာ။ အာဆီယံကောင်းဆောင်တွေဟာမြန်မာနိုင်ငံကဗိုလ်ချုပ်မှုကြီးမေအောင်လှိုင်နဲ့ပထမဆုံးချိန်တွေ့ဆုံမှာဖြစ်ပါတယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟန်ကပြောပါတယ်။အာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံအနေနဲ့ငလျင်တန်းခံခဲ့ရတဲ့မြန်မာနိုင်ငံအတွင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေဆက်လက်ဆောင်ရွက်နိုင်ဖို့မြန်မာစစ်ဆိုးရကြေညာထားတဲ့အပြစ်ခံရစဲရေးကိုတက်တန်းတိုးဖို့ကြိုးပမ်းသွားမယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟန်ကပြောပါတယ်။ လူ့ခွင့်ရေးဆိုင်ရာအာဆီယံလွှတ်တော်မှန်များအဖွဲ့ APHR ကအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ထန်ကိုဧပြီလ13ရက်နေ့ကအိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့လိုက်ပါတယ်။ အာဆီယံဥက္ကဋ္ဌအနေနဲ့ဧပြီလ15ရက်နေ့တရုတ်သမ္မတစီကျင်းပင်နဲ့တွေ့ဆုံတဲ့အခါတရုတ်ဆိုရအနေနဲ့စစ်ကောင်စီတခုတည်းနဲ့မဟုတ်ဘဲမြို့သားညီညွတ်ရေးအစိုးရ NUG တိုင်းရင်းသားအဖွဲ့တွေလူမှုအဖွဲ့အစည်းတွေပါဝင်သက်ဆိုင်သူအဖွဲ့အစည်းအားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်မြောက်ရေးကိုထောက်ခံအားပေးဖို့ စစ်ကောင်စီအနေနဲ့အကြမ်းဖက်ဖိနှိပ်မှုတွေကျူးလွန်နိုင်အောင်အားပေးရကြတဲ့လက်နက်ရောင်းချမှုတွေနဲ့ငွေကြေးစစ်ဆင်မှုတွေကိုချက်ချင်းရပ်တန့်ဖို့ APHR ကအိတ်ဖွင့်ပေးစာထဲမှာတောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံတာယာဝတီအချင်းထောင်မှာဖန်ဆီးထိန်ထိန်ခံနေရတဲ့နိုင်ငံရေးကျင်းသားတွေညမဲ့နှိမ့်ဆက်မှုစေကူတာခွင့်မရမှုတွေနဲ့အာရမလုအားပေးခိုင်းစေခံရမှုတွေကြုံနေရတယ်လို့ကမ္ဘာညမဲ့နှိမ့်ဆက်မှုတိုက်ဖြတ်ရေးအဖွဲ့ OMCD ကဧပြီလ14ရက်နေ့ကထုတ်ပြန်ပါတယ် အဲ့ဒီအချင်းထောင်မှာနိုင်ငံရေးကျင်းသားတွေနဲ့နမဲဆိုးနဲ့ကြော်ကြားတဲ့အင်းစိန်ဖအန်နဲ့ပြည်အချင်းထောင်တို့ကပြောင်းရွှေ့လာသူတွေအပါအဝင် စုစုပေါင်းအချင်းသား3900ကျော်ရှိတယ်လို့ဆိုပါတယ် အာနာသိန်းကျင်ကနေ2024ဒီဇင်ဘာလအထိရိုက်နှက်မှုနဲ့ဆေးဝါးကုသကွင်းညင်းပယ်ခံရမှုတွေကြောင့်အကျဉ်းသား3ဦးအချုပ်ထဲမှာတည်ဆုံခဲ့ကြောင်းနောက်ထပ်ရိုက်နှက်ခံရခြင်းတန့်ရှင်းမှုမရှိတဲ့အခြေအနေနဲ့ဆေးဝါးကုသမှုမရတာကြောင့်ဒါဇင်ပေါင်းများစွာလဲရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရကြောင်းထုတ်ပြန်ကြမှာဖော်ပြပါရစေ။ မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံရေးကျင်းသားအလုံးကိုချွင်းချက်မရှိအမြန်ဆုံးလှုပ်ပေးဖို့နဲ့ညှိမှနှိပ်စက်မှုတွေနဲ့ပတ်သက်ပြီးလွတ်လပ်တဲ့နိုင်ငံတကာစုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့လဲ OMCD ကတောင်းဆိုထားပါတယ်။တဲ့င်းတွေကိုတင်ပြခဲ့တာပါရှင် အခုတော့စကိုင်းတိုင်းအတွင်းစစ်စင်ရေးတွေမှာအိမ်ကိုထင်းနွားကိုဟင်းဆိုတဲ့အမိန့်အတိုင်းစစ်စင်ရေးလုပ်ခဲ့တဲ့စစ်မှုထမ်းတပ်သားတို့ရဲ့အကြောင်းကိုကြားရပါမယ်။ကိုမျိုးပြင်းနဲ့ကိုဆိုင်ဝန်နာကတင်ဆက်ထားပါရဲ့ရှင်။ဝင်တော့ရပြီဝင်တော့ရပြီဆရာတို့ရဲ့ဝင်တော့ရပြီကျွန်တော်လက်ရှိရတော့ဒီရွာတွေရွာတွေကိုကျွန်တော်တို့ဝင်နေကြက်တွေကြက်ရိုက်တယ်ဟင်းတွေဟင်းယူတယ်သမဲတွေသမဲယူတယ်မုတ်တွေမုတ်တွေပြေပြေပြေအောင် ောက်ကတနတ်တန်လဲကြားလာလို့ပါသူကအမင်းတခုထက်ပြီးသားမင်းတို့မှတ်ထားကြီးငါတို့ရှိမှနွားဆိုတာဟင်အိမ်ဆိုတာခင်းနဲ့ငါပါကျွန်တော်ဆိုင်းဝင်တာပါကျွန်တော်မြေပြေပါဒီဘက်မှာတော့နွားကိုဟင်းအိမ်ကိုထင်းဆိုတဲ့ကြွေးကြော်တာနဲ့တူစကိုင်းတိုင်းအတွင်းမှာတရွာဝင်တရွာထွက်စစ်ကြောင်းထိုးစီးနှင်းမှုတွေလုပ်ခဲ့တဲ့စစ်ကောင်စီတပ်သားတအုပ်ကိုကျွန်တော်တို့ဖိတ်ခေါ်ထားပါတယ်။ဟုတ်ပါတယ်။ဒီလိုမျိုးစီးနှင်းမှုတွေမှာသူဘယ်လိုပုံစံနဲ့ပါဝင်ခဲ့လဲ။ဘယ်လိုကြောင့်စစ်ကောင်စီတပ်သားဖြစ်လာခဲ့လဲဆိုတာတွေကိုနားဆင်ရမှာပါ။ ပထမဆုံးပေါ့ဗျာကိုပြည့်စုံဒီစက်ထဲဟုတ်ပေါ့နော်ဟုတ်ကဲ့ဘလို့ရောက်သွားလဲကျွန်တော်ကကျွန်တော်ရှမ်းပြည်မှာလှုပ်သွားလှုပ်တယ်ရှမ်းပြည်မှာလှုပ်သွားလှုပ်ပြီးတော့ကျွန်တော်အဖေါ်နိုင်ကိစ္စလေးရှိလို့ဆိုပြီးကျွန်တော်လောက်ကနေပြန်มาကျွန်တော်လမ်းတစ်ဝက် လောက်မှာစစ်စည်းဂိတ်တကိတ်တွေ့တော့ကျွန်တော်မိုးကလည်းချုပ်နေတာနဲ့ကယ်ရီတစ်စီးငားလိုက်တယ်ကယ်ရီတမားနဲ့ကျွန်တော်တို့တော့ဂိတ်ရောက်တော့ကျွန်တော်တို့ခဏစစ်စည်းတယ်ခဏခေါ်ထားလိုက်တယ်ပြီးလဲပြီးတော့ကယ်ရီတမားကသူတို့နေကန်ဆိုတော့သူ့လူတွေကလာခေါ်သွားတော့ပြန်ပါသွားတယ်ပေါ့ ကျွန်တော်ကပြန်ဖို့ကြတော့ခကြီးကဝေးသေးတယ်လာခေါ်ဖို့ကလည်းအဆင်မပြေရဲ့ခိုက်တယ်ကြတော့သူတို့ကဘာပြောလဲဆိုရင်ဒီမှာစိတ်ချရတယ်ဒီမှာပဲတရက်လောက်အိတ်လိုက်ပါမနေ့ကလိုက်ဖို့ပြီးမယ်လို့အဲ့လိုပြောတော့ကျွန်တော်လည်းစိတ်ချရတယ်ဆိုပြီးအမှနားလိုက်ရတယ်ပေါ့မနေ့လည်းကြလဲကြတော့ကျွန်တော်ကဘယ်ရောက်သွားလဲဆိုဒီဒီမျိုးရောက်သွားပြီအဲ့ဒီမှာဒီစစ်ကောင်စီကရာရှိတူဦးနဲ့အဲ့ဒီရွာကအုတ်ကြီးတယောက်နဲ့ကစကားပြောတော့ကျွန်တော်ကလည်းဖိတ်ဆိုင်မှာသူတို့ရဲဘော်တယောက်နဲ့ထားခဲ့တယ် ထားခဲ့ပြီးပြီးလဲပြီးရောကျွန်တော်သူကသွားမယ်ကာဘော့တက်ဆိုကျွန်တော်လည်းကာဘော့တက်လိုက်တော့ကျွန်တော်တို့ဖြာပုံခလိုက်ရ98စူဆောင်းရေးတက်ကိုရောက်သွားတယ်ဟုတ်ကဲ့ဆိုတော့အဲ့ဒါကဘယ်အချိန်လောက်ကဖြစ်မလဲကိုကျွန်တော်၈လပိုင်းကြော်ကြော်လောက်ထဲမှာဖြစ်သွားတယ်ဗျအဲ့အချိန်ကစိတ်မချအောင်ဆိုတော့ဘာတွေဖြစ်နေလို့လဲကိုဘာတွေဖြစ်နေလဲဆိုစစ်ကောင်စီနဲ့ကျွန်တော်တို့ဒီတော့ပြည်သူ့ကာကွယ်ရေးတွေနေရာပြိပခိုက်ဖြစ်နေကြတဲ့အချိန်မှာစစ်တီဖြစ်နေတဲ့အချိန်ဆိုတော့သူတို့ကတော့ပြောတာပါဗျာစစ်ဆက်သွားလို့ရှိရင်ဒီတော်လိုင်းရေးတဲ့ပါဝါရင်မင်းတို့တေဝါနိုင်တယ်လို့ဘာလို့ကျွန်တော်တို့ အဲ့လိုပြောတာပေါ့အဲ့ဒီလေဟိုကားပေါ်မှာဘသူတွေပါလဲကိုပြည့်စုံတယောက်ထဲပဲလားဟုတ်ဟုတ်ကဲ့ပြည်သူစုတော့ကျွန်တော်တယောက်ပဲပါတယ်သူတို့ရဲဘော်နှစ်ဦးပါတယ်ဗိုလ်ကြီးတဦးပါတယ်ခါလိုက်ရ68စုဆောင်ရေးတက်ရောက်မှာကိုပြည့်စုံတိရလားဒါမှမဟုတ်အိုးဘယ်ချိန်မှာတိသွားလဲကိုယ်စစ်သားစုဆောင်ခံရပြီဆိုတာလေဟုတ်ကျွန်တော်အဲ့ဒီဒီရက်နေသူတို့အုတ်ကြီးတို့နဲ့တိုင်ပင်ပြီးတော့ကျွန်တော်လိုက်ပို့မယ်ကားပေါ်တက်ဆိုကျွန်တော်လိုက်ထွက်နဲ့လိုက်ပို့ရတယ်ကြာလိုက်ပို့တော့ပြီးတော့ကျွန်တော်တို့ခလာ68ထဲဝင်သွားတော့ အဲ့ဒီနောက်ပိုင်းဆက်ပြီးကျွန်တော်လည်းအဲ့မှာကျွန်တော်တဲ့အရင်ရောက်နေတဲ့မဲပေါက်တယ်ဆိုတဲ့လူတွေရောအဲ့နောက်မှတီးလိုက်ရတဲ့ပေါ်တာဆွဲခံရတဲ့လူတွေနဲ့စတွေ့တော့မှသူတို့ကလည်းကျွန်တော်ရဲ့ဖြစ်ရမှမေးကြတာပေါ့တူနဲ့တူငါးဖလှယ်ကြတာပေါ့ငါးဖလှယ်တော့ကြမှာကျွန်တော်ကစစ်တဲကိုရောက်သွားပြီဆိုတော့တီးလိုက်ရတယ်ဘယ်အချိန်မှမိသားစုနဲ့ဆက်သွယ်ရလဲတင်းနှင်းစင်းညနီမှာရဆိုတော့အဲ့ခါလာရ98ကနေကိုပြေဆုံးဘဲကိုတင်းနှင်းတွတ်တက်ရဟိုကျွန်တော်လဲကူးမြို့ရဲမွန်တက်ရာကတ်တက်နှစ်ရာခိုင်နှစ်အချက်ကြီးတင်ကြောင်းမှာတက်တာ ဆိုတော့အဲ့ဒီလေကိုကတသားစုဆောင်ခံလဲရပြီလို့တခြားသူတွေလည်းပြောရင်းဆိုရင်တည်သွားတဲ့အချိန်မှာပေါ့နော်အဲကိုပြည့်စုံရဲ့စိတ်ထဲမှာဘာဖြစ်နေလဲကျွန်တော်အဲ့လိုတည်လဲရတဲ့အချိန်ကစပြီးတော့စိတ်တက်တော့ကြာသွားခဲ့ပြဗါလို့ဆိုကျွန်တော်တို့ကလည်းအခုကကာလာရ online case ဆိုတော့ line body မှာလည်းတွေ့နေရဟိုဘယ်မော်ဒီမှာတွေ့နေရဆိုကျွန်တော်လည်းအဲ့လိုကြီးမဝင်ကျင်ဘူးပေါ့။ဒါပေမဲ့မဝင်ကျင်ဘူးဆိုတော့တို့ဥပဒေအရတော့ကျွန်တော်တို့ကပြည်ဆိုင်လို့မရတဲ့အခြေအနေရှိတယ်ဗျာ။တို့ထွက်ပြေးမယ်ဆိုလည်းအသက်အန္တရာယ်နီးနိုင်တယ်ပေါ့။အဲ့ဒီမှာကျွန်တော်ကတော့အကြံစီတော့ရှိတယ်ဒါပေမဲ့ အများနဲ့ဆိုတော့လေကျွန်တော်လုံလန်းထွေးလာပုံစံမျိုးနဲ့ပဲလိုက်သွားမယ်တင်းနှန်းပြီးအောင်တက်ပြီးတော့မှကျွန်တော်အချိန်တကူရရင်ကျွန်တော်ထွက်မယ်ဆိုပြီးတော့စိတ်ကူးမျိုးတော့ရှိတာပေါ့တင်းနှန်းရောက်သွားတော့တင်းနှန်းမှာဘာတွေပြောလဲလက်ရှိနိုင်ငံရေးပတ်သက်ဘယ်လိုဝါဒဖြန့်လဲဆိုကျွန်တော်တို့အခုလက်ရှိပေါ့ PTA ရဲ့မကောင်းကြောင်းပေါ့အဓိကထားယူဝါဒဖြန့်ပြီးတော့ PTA ကတင်းနှန်းနဲ့ပတ်သက်လို့တပတ်လောက်ပဲတင်းရတယ်လက်နက်နဲ့ပတ်သက်လို့ဘာမှမတင်းရဘူးမင်းတို့ထဲသူတို့ကနေပါတယ်ပြီးတော့သူတို့ကကျတော့ဝယ်သုံးပစ္စည်းနဲ့ပတ်သက်လို့ဝယ်သုံးရတယ် ငါတို့ကြတော့နိုင်ငံတော်ထောက်ပံ့တာနဲ့တောင်းရအတွက်မင်းတို့ပက်ဒရောမှမရှိဘူးမင်းတို့နိုင်ပဲနိုင်ရမယ်ဆိုတဲ့စကားလုံးကတော့နှိမ့်တိုင်းရိုက်သွင်းနေပဲကျွန်တော်တို့ဆိုတော့အဲ့ဒီတင်တန်းနဲ့ရောက်နေချိန်အတွင်းမှာဗနကိုပြေစုံလည်းအရှိမှပြောသွားရရှိရလीဆိုတော့ထွက်ပြေးဖို့လည်းစိတ်ကူးရှိခဲ့ဆိုတော့ကိုရန်ရောအဲ့လိုမျိုးထွက်ပြေးဖို့ဟိုတိုင်ပင်ပြစ်တာရှိလားဟုတ်ရှိပါရောကျွန်တော်တို့ဟို၉ရောက်ပေါ့ခဏခဏတိုင်ပင်ပြစ်တယ်ဗျတိုင်ပင်ပြစ်တော့ကျွန်တော်တို့အဲ့ဒီတင်တန်းကြောင်းကြီးရဲ့နောက်ကိုရကျတော့တောပပက်လေးဆိုတော့ကျွန်တော်က ဒီလမ်းนี่လည်းမကျွမ်းကျင်ဘူးကျွန်တော်ကဂျပန်ပြေးမယ်ဆိုကျွန်တော်တို့အသက်အန္တရာယ်များတယ်ပေါ့အဲ့တော့ကျွန်တော်တို့တိုင်မြင်ုံတက်တက်ပဲရှိခဲ့တာပေါ့မပြေးပြေးကြောက်ဘူးအဲ့တော့အဲ့ဒီတင်တန်းကြောင်းပြီးတော့ကိုပြေဆောင်တို့ကိုဘယ်ဒီကိုပို့လဲစစ်တက်ကကျွန်တော်တက်မကိုကိုလောက်ခင်ခလာရတရားငောက်ပို့တရားငါးကဘယ်မှာအရှိဆိုင်လဲပကူအင်းတကုံအခုကိုပြေဆောင်ထွက်ပြေးခဲ့တဲ့နေရာကြတော့စကိုင်းတိုင်းဖြစ်နေတယ်ပေါ့နော်ဘယ်လိုရောက်သွားလဲစကိုင်းတိုင်းအခုဒီစကိုင်းမုံရဘက်မှာစစ်ဖြစ်နေတယ်ပေါ့ ။ဟာကျွန်တော်တို့နောက်ကနေပြီးတော့ထောက်ပေးဖို့ဆိုပြီးလူအင်အားခေါ်တယ်။ခလာ105နေပြီးတော့ကျွန်တော်တို့လူရည်30ထွက်လာခဲ့ရတယ်။မိသားစုကိုလည်းလှမ်းဆက်ပြတယ်ပေါ့။ကျွန်တော်ရဲ့ချစ်တီအခုလက်ရှိဖြစ်နေတဲ့အနေအထားတကူကိုတော့လှမ်းပြောပြပြတော့အင်အားလည်းမကြိုက်ပါဘူးအစကတည်းကလမ်းမှာဒီလိုပေါ်တာစပက်ခံရတယ်ဆိုတော့သူတို့လည်းဘာမှလုံးမပြနိုင်လောက်ဘူး။ဒါပေမဲ့နောက်ကနေပြီးတော့အကြံပေးတယ်ပေါ့။တက်ကောင်စီကနေထွက်ပြေးဖို့။သခိုင်းတိုင်းကနေပြီးတော့ထွက်ပြေးဖို့ဘယ်လိုအကြောင်းဖန်လာလဲ။ရှင်းဆက်ပြီးတော့လည်းကျွန်တော်တို့က သူတို့ ਨੇ ဘလို့မှလက်တွဲလို့အဆင်မပြေနိုင်ဘူးဗျာကျွန်တော်တို့ကငတ်တလက်ပြက်တလက်လည်းဖြစ်နေရတယ်ကျွန်တော်ဒီလက်နဲ့နဲ့ပတ်သက်လို့လည်းဘာမှကောင်းကောင်းမလုပ်မတင်ကြခဲ့ရဘူး MA1 တလက်တော့ကောင်းကောင်းမပြစ်နိုင်လို့ဆိုတော့ဘလို့မဖြစ်နိုင်ဘူးကိုပြည့်စုံကစကိုင်းနဲ့ကဘယ်တက်ကိုရောက်သွားရလဲပြီးတော့ဘယ်ရွာတွေကိုဝင်ပြီးတော့ဘာတွေလုပ်ရလဲကျွန်တော်တို့ဘကိုးကနေပြီးတော့ထွက်လာတော့တော့စကိုင်းတက်မှတ်သွန်းသွန်းမှာကျွန်တော်တို့ဝင်နားတယ်ပေါ့နှစ်ရက်နားတယ်ပေါ့အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့မုံရွာအမှန်ကတက်ကိုရစကိုင်းမှာကျွန်တော်တို့ဆက်နားတယ် ဲ့ကနေပြီးတော့ရှေ့တန်းကိုအဖို့ခံရလားဘလို့အခြေအနေမျိုးနဲ့ကြုံရလဲရှေ့တန်းကြီးတော့ကျွန်တော်တို့ကအဲ့လိုတော့မသွားရသေးဘူးပေါ့လက်ရှိသူတို့ကပို့ဖို့တော့အကုန်လုံးစီစဉ်နေပြီပေါ့ကျွန်တော်လက်ရှိကတော့ဒီရွာတွေရွာတွေကိုကျွန်တော်တို့ဝင်နေအဲကျွန်တော်တို့ကရိတ်ကမပါဘူးဆိုရင်တွေ့တာဆွဲတယ်အဲရိတ်ကကြီးဆွဲကြတယ်ရွာတွေကလူတွေကကိုပြေစုံတို့စစ်ကြောင်းဝင်လာတဲ့အချိန်မှာထွက်ပြေးသွားပြီလားအဲ့လိုကျွန်တော်တို့စစ်တောင်စီဝင်လာပြီဆိုတော့ဟုတ်ပြေးကြတယ်ပေါ့အဲလိုဆိုပေါ်တာတွေကဆွဲနေတာဆိုတော့အကုန်လုံးမနေရဲကြတော့ဘူးအဲ့တော့ကိုပြေစုံတို့ကကြံခဲ့တဲ့အိမ်တွေနောက် ဟိုသူတို့ရဲ့ပစ္စည်းတွေရိတ်ခါတွေကိုဟိုဟာယူကြတာပေါ့ဟုတ်ကဲ့ဗျာဟုတ်အဲ့လိုယူဖို့ဘသူကညွန့်ကြလဲအထက်ကအမိန်ပေးအထက်ကအမိန်ပေးလို့လုပ်ရတယ်ဘလို့အမိန်ပေးလဲကိုပြေဆုံးဘလို့ကြုံခဲ့ရလဲကျွန်တော်တို့မှာရိတ်ခါမပိုင်တဲ့အတွက်အဆင်မပြေနိုင်ဘူးအဲ့ဒီတွေမင်းတို့တွေရိတ်ခါကိုလုံလုံလောက်လောက်ယူရမယ်ဆိုပြီးကျွန်တော်တို့ဝင်ယူရပြန်သူကအမိန်တစ်ခုထပ်ပြီးဒါမင်းတို့မှတ်ထားကြီးငါတို့ရှီမှာနွားဆိုတာဟင်းအိမ်ဆိုတာထင်းနဲ့အဲ့လိုတော့ပြောရတယ်ဟင်းတွေဟင်းယူတယ်ထမင်းတွေထမင်းယူတယ်မုတ်တွေမုတ်ဆွဲကိုပြေဆုံးတို့ ထွက်ပြေးဖို့ဘယ်အချိန်မှဟိုဆုံးဖြတ်ချက်ချပြီးတော့ဘယ်အချိန်မှအကောင့်ထဲပေါ်ပြစ်လဲကျွန်တော်တို့ဆုံးဖြတ်ထားတာတော့ကြာပြီတိုင်ပင်ထားတာလည်းကြာပြီပေါ့ဒါပေမဲ့ကျွန်တော်တို့ကလည်းအချိန်တစ်ခုနဲ့မလွတ်တော့မပြေးနိုင်သေးဘူးပေါ့ကျွန်တော်ဒါပေမဲ့ကျွန်တော်တကယ်ချင်းနေကင်းဆောင်နေတဲ့အချိန်မှာကျွန်တော်တို့ကင်းဆောင်ပြီဆိုကျွန်တော်တို့အကုန်လုံးကလက်နက်တွေပဲပြီးထားရှိတယ်ပဲလက်နက်ခရီးရနေအဲ့ဒီမှာတကယ်ချင်းတယောက်ကင်းဆောင်နေတဲ့အချိန်မှာကျွန်တော်တို့တော့တကယ်ချင်းနှစ်ဦးကလာပြီးစကားပြောပြတယ်စကားပြောပြရင်းနဲ့ကျွန်တော်တို့ဒီ ဒီဝါဒကြီးကိုမကြိုက်ဘူးဒီစစ်ကောင်စီကိုငါတို့မကြိုက်ဘူးငါတို့ငါတို့တက်ကဒီဒီထဲမှာနေလေတီမဲ့သူကတော့ငါတို့တန်ဖိုးရှိတဲ့နေရာမှာပဲအတည်ကြမယ်ပေါ့အဲဒါတငွေချင်းနေရာလာအလုံးသဘောတူတာနဲ့အေးအဲ့ဆိုလေလောက်ကြပေါ့ဆိုပြီးတော့အဲ့ဒါကျွန်တော်ပြောရဲချိန်မှာကျွန်တော်တငွေချင်းနှစ်ယောက်ကအထဲကိုပြန်ဝင်ပြီးတော့ဂန်းနဲ့လက်နဲ့ခရရန်နေယူပြီးတော့ကျွန်တော်ချက်ချင်းပြေးလာတယ် ဒီစီစဉ်နဲ့ပဲကျမတို့လွတ်လပ်တဲ့အရှအသံ RFA ရဲ့အသံလွှင့်ချက်တွေကိုလည်းရန်နာခွင့်ပြုပါရှင်။ RFA ကိုနားဆင်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။သောတက်ရှင်မြတ်ပြည်သူပြည်သားအားလုံးဘေးရန်ကင်းပြီးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။